်ဟောဒီလိုပါကျွန်တော်ကလည်းအခုကျွန်တော်ပေါ့နော်ကျွန်တော်မင်းသမီးပေါ့ဒါကျွန်တော်နဲ့နောက်ကမှဆက်ရိုက်မဲ့မင်းသမီးပေါ့နော်ဟိုမိဘမြတ်ကြီးတာသက်တီကမှရိုက်မဲ့မင်းသမီးပေါ့အဲဒီမင်းသမီးလေးကလည်းအိမ်ဝင်လာတဲ့အချိန်နဲ့အကျွန်တော်ကစပြီးတော့ဖက်စကတ်ငွေပင်လေကြားအမိသားကကိုရိုက်တဲ့အချိန်မှာဒီဖရားမှာပဲကျွန်တော်ဒိဋ္ဌံပြူထားတဲ့အတွက်ကြောင့်မလို့ဒီဖရားလေးကိုကျွန်တော်ကလိုက်ပို့ပေးခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ကတော့မှန်ပါလူပညာလောကမှာမင်းသားမှန်လို့ညီမကတော့လူပညာတရားဆောင် မော်ဒယ်နဲ့ပေါ့နော်တိကျစွာနမ်းမမိုးဖြစ်ပါလေရှင်။ဩကျွန်တော်ပေါ့နော်နောက်ကားကိုရိုက်ဖို့အတွက်လည်းဆက်လက်ကြိုးစားနေပါတယ်လို့ကျွန်တော်ကားကိုလည်းမြဲတမ်းပေါ့နော်ဟိုအားပေးကြပါလို့ကျွန်တော်ကမိတ္တရေခံပြီးတောင်းဆိုပါတယ်လို့ကျွန်တော်ညမကျွန်တော်နဲ့တွဲရိုက်မဲ့မင်းသမီးကိုလည်းအားပေးကြပါဦးလို့ကျွန်တော်တို့တိုက်ခိစားလေးတွေဖြစ်တဲ့အကြောင်းမို့လို့ပေါ့ကျွန်တော်တို့ကတော့အကောင်းဆုံးဖြစ်အောင်လို့ကျွန်တော်တို့ကြိုးစားဆောင်ရွက်နေပါမယ်လို့အဲရတော့အမျိုးမျိုးပေါ့နော် ကျွန်တော်စရရတဲ့အချိန်မှာတော့ခက်ခဲတယ်မိမိကြုံတွေ့ရတယ်ပေါ့အဲကြုံတွေ့ရတဲ့အချိန်အနေစားပြီးတော့ဒါမှကျွန်တော်ကလည်းဝါသနာပါတဲ့အတွက်ကြောင့်မို့လို့ပေါ့တက်နိုင်ဆုံးတော့ကျွန်တော်အကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်ကြိုးစားခဲ့ပါတယ်ပေါ့နော်ကြိုးစားဆောင်ရွက်ခဲ့ပါတယ်ဒါကြောင့်မို့လို့လည်းကျွန်တော်ပင်မအကျိုးလေးလည်းနှက်ပါတယ်ဒါကြောင့်မို့လို့အခုကျွန်တော်ကိုရိုက်ကူးပေးတဲ့ဟလာဒါရိုက်တာကိုအောင်ဟဲရောပေါ့နော်ဟိုဇာရီတရားဟိုကုချင်းကောင်ရောပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်လို့ကျွန်တော်ဒီအရပဲပြောချင်ပါတယ် ဟာခက်ခဲရတော့ရှိပါတယ်အများကြီးပါပဲပေါ့နော်ဒီတဲ့ဘယ်လိုကောင်မလဲအဘေကျော်လည်းခံရတယ်ဟိုဘယ်လိုကောင်မလဲပြောဆိုခြင်းကိုလည်းခံရတယ်ပေါ့အဲဒါတွေကိုဘယ်လိုကောင်မလဲကောင်းထဲမှာမထည့်ပဲနဲ့အရာလို့ကိုလှုပ်ခြင်းနဲ့အရာတစ်ခုပဲကိုကဆက်လက်ရှောက်လန်းသွားတယ်ပေါ့နော်အဲကြောင့်မို့လို့လည်းအကောင်းဆုံးဖြစ်အောင်လည်းဆက်လက်ကြိုးစားပေးပါမယ်လို့ကျွန်တော်ကပြောချင်ပါတယ်ဟိုရိုက်ထားတဲ့ကားကတော့ကျွန်တော်အခု YouTube channel ကနေပြီးတော့ပေါ့နော်အဲဘယ်လိုကောင်မလဲ ဂျူဂျူကြောင့်လည်းထိမက်ကနေပြီးတော့ကျွန်တော်တင်သွင်းပြသထားပါတယ်လို့လာလေးကိုလည်းအားပေးကြပါဦးဩအခုလို့ပေါ့နော်ကျွန်တော်တို့ဟို Flying City Media နေပြီးတော့အခုလို့ interview တွေခွင့်ရတဲ့အတွက်ကြောင့်မလို့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ကြီးကြီးအားပေးနေတဲ့ပရိသတ်ကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်လို့ဒီကနေပဲနှုတ်ဆက်တကားလေးပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ပရိသတ်ကြီးကိုလည်းဟုတ်ကဲ့ပါညီမကတော့မော်ဒယ်နဲ့တရုပ်ဆောင်နန်းရွယ်မိုးဘူးပဲဖြစ်ပါတယ်ရှင် အခုလိုမျိုးပေါ့နော်ဒီလိုလာရောက်ပြီးတော့ view ပေးတဲ့ Flying City Media နဲ့တကွာချဲ့ရတဲ့ပရိသတ်ကြီးအားလုံးကိုမင်္ဂလာပါလို့ဒီနေ့အားနေနှုတ်ဆက်လိုက်ပါရရှင်ဟုတ်ကဲ့ပါညီမလေးတို့လှူရှားမယ်အနုပညာလှူရှားမှုကတော့ပေါ့နော် Director အောင်ဟင်းရိုက်ကူးပုတ်ဖော်မယ်ပေါ့နော်မိဘမျက်ရည်တာသက်သေးဆိုတဲ့ဇာတ်ကားမှာပေါ့နော်တရုတ်ဆောင်အကိုနှိပညာတရုတ်ဆောင်အကိုမန်နဲ့မင်းသားမန်နဲ့တွဲပြီးတော့ပေါ့နော်ညီမမင်းသမီးအနေနဲ့အဲ့မှာပါဝင်ပြီးတော့တရုတ်ဆောင်မှာဖြစ်ပါရရှင်အော်ဟုတ်ကဲ့ပါညီမအရင်တော့ဆိုရင်ပေါ့နော်ဒီမော်ရယ်အနေနဲ့ညီမအစဝင်တာပေါ့နော်မော်ရယ်အနေနဲ့ကဘယ်မှာလဲဆိုရင်အဲစူရ မ်ညမ beauty page အနေမှာလောက်တဲ model ပြိုင်ပွဲမှာညမအဲ့မှာဝင်ပြီးတော့ catwalk တွေပါတယ်ဝင်ပြိုင်ခဲ့တယ်အဲ့မှာညမတို့ sky star hotel မှာလောက်ခဲ့တဲ့ပွဲမှာညမအဲ့တုန်းက model နေနဲ့ဝင်ရောက်ရှင်ပြိုင်တဲ့ခါမှာညမ best confidence ဆိုတဲ့ဆုကိုရရှိခဲ့ပါတယ်ရှင်အဲ city winner ဖြစ်နေတော့ main boo city winner ဖြစ်နေရရှိခဲ့ပါတယ်ညမရဲ့အခုလက်တော်အမှုပညာလှူရှာမှုနေလဲဆိုရင်တော့ဆက်လက်ပြီးလှူဆောင်သွားမယ့်ကားတွေအားဆိုရင်မိဘမျက်ရည်တားတက်သေးဆိုတဲ့ကားကိုပေါ့နော်ငွေပင်လက်ချအမေသားမှာတရုတ်ဆောင်ခဲ့တဲ့တရုတ်ဆောင်အကိုမန်နဲ့ပေါ့နော် တွဲဖက်ပြီးတော့မနော်ဆရာဒရိုက်တာအောင်ဟင်းပေါ့နော်ရိုက်ကူးပုံဖော်မယ်ဇလန်းဇက်ညွန်အဲဆရာရတာဂျန်ကောင်လို့နဲ့တူတူ တကွာတခြားဒီဝါယွဝါယင့်ပေါ့နော်အမှုပညာတရုပ်ဆောင်အကိုအမဦးလေးအားလုံးနဲ့အတူတူအဲညီမကိုစွမ်းညံစွမ်းရှိသမျှဆက်ပြီးတော့တရုပ်ဆောင်သွားဖို့လည်းရှိပါတယ်ဟုတ်ကဲ့ပါရှင်အကိုလက်လုံးမှာတော့ညီမလောလောဆယ်တော့ model လောက်ပါတယ် model နဲ့အတူတူတရုပ်ဆောင်ပေါ့နော်လောက်ပါတယ်ဆက်လက်ပြီးတော့လည်းဒီအဆိုတွေကိုလည်းဆက်လုပ်သွားဖို့လည်းရှိပါတယ်ပေါ့နော်အဆိုပိုင်းကိုလည်းအဲ့လိုလုပ်သွားရရနေမှာပေါ့နော် director ပေါ့နော်ဆရာ director အောင်ဟင်းဦးစီးပြီးတော့ဒီရိုက်ကူးပုံဖော်မဲ့ပေါ့နော်ဆယ်ရွေးမရတော့စုံရည်လို့ခေါ်တဲ့ဒီဇကားကောင်းကြီးပိုင်းရဲ့အောက်မှာရှိတဲ့ဇကားဆယ်ကားပေါ့နော်အစားထိုးမရတဲ့ကပီးဥပိ္ခာညံ န်းအဲ့လိုမျိုးဇကားလေးတွေပေါ့နော်မိဘမြတ်တာအဖော်ကျူးတဲ့ဒီဇကားဆယ်ကောင်းပေါ့နော်ညီမတို့ဒီဇလန်းဇန်ညုံပေါ့နော်ယာစာချင်းကောင်းနဲ့တကွာဝါရင်အမှုပညာရှင်မောင်မြများစွာနဲ့တူအကိုတျောက်ဆောင်မန်နဲ့တကွာညီမတို့ဒီဆရာဒရိုက်တာအောင်ဟင်းကနေမှာရိုက်ကူးပုံပေါ်ပြီးတော့ညီမတို့ channel တွေမှာပြသသွားမှာဖြစ်တဲ့ကြောင့်မို့လို့ညီမတို့ဇကားတွေထွက်ရှိလာတဲ့အခါကျရင်လည်းတကယ်မိဘမြတ်တာတကယ်ကိုဖော်ကျူးတဲ့ကားလေးတွေလူလူကိုတကယ်ကိုပဲ အကျိုးပြုစေမဲ့ကားလေးတွေဖြစ်တဲ့အတွကြောင့်မို့လို့ချစ်ရတဲ့ပြိတ္တကြီးကနေမှာညီမလေးတို့နန်းရွယ်မိုးဦးနဲ့တကွာဒီညီမလေးတို့ဇာကားထွက်လာရင်ပေါ့နော်ညီမလေးတို့ channel ကိုလည်းအားပေးပါညီမလေးတို့ဒီချစ်ရတဲ့ပြိတ္တတွေအကုန်လုံးတကယ်ကိုပဲညီမတို့ကိုစွမ်းညံစွမ်းရှိသည်မညီမစူးစမ်းတော့မှဖြစ်တဲ့ကြောင့်မို့လို့ဆက်လက်ပြီးတော့ဆရာတဲ့ပြိသက်ကြီးအားပေးကြပါအောင်လို့ညီမလေးကပြောချင်ပါတယ်ရှင့် ဟုတ်ကဲ့ပါရှင်အချီရတဲ့ပြိတက်ကြီးပေါ့နော်အခုလိုချင်းကာလာမျိုးမှာဆိုရင်နော်ချီရတဲ့ပြိတက်ကြီးစိတ်ဆင်းရဲခြင်းကိုယ်ကြီးဆင်းခြင်းကင်းပြီးတော့ပေါ့နော်စိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ပေါ့နော်ဘေးရန်နေအပေါင်းမှာကင်းရှင်းပြီးတော့ပေါ့နော်မိမိတို့ကောင်းကျိုးလိုရာဆန္ဒတွေပြည့်စုံပြီးတော့အမျိုးတို့ရဲ့လူမှုဘဝတွေအကုန်လုံးလုံခြုံဘေးကင်းပြီးတော့ပျော်ရွှင်ကျမ်းမာကြပါစေလို့ဒီနေ့ကနေမှညီမလေးတေုပ်ဆောင်နန်းရွယ်မိုးဦးကနေမှပေါ့နော်မော်ရယ်တေုပ်ဆောင်နန်းရွယ်မိုးဦးကနေမှချီရတဲ့ပြိတက်ကြီးကိုဒီနေ့ကနေမှစုမုံကောင်တောင်းပေးလိုက်ပါရရှင်ယနေ့မှလည်းအမြဲတမ်းပြိတက်ကြီးကိုချက်ပါတယ်ညီမလေးရဲ့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှစူးစမ်းတော့မှဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီများနေညီမလေးကိုအားပေးပါအောင်လို့ပြောချင်ပါတယ်ချက်တဲ့ပြည့်သက်ကြီးကိုလည်းချက်ပါတယ်ရှင်အရင်ပဲချက်ပါတယ်ရှင်